ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြည်လည်ကြိုးလိုက်ပါတယ်ဒီနေ့နိုဝင်ဘာလ28ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါဆိုပြည်သင်းနဲ့ဟင်းဝီရဲ့အတွက်သိန်းပေါင်းတောင်းချီတန်းနဲ့ကြောက်စိမ့်လက်စွပ်လက်ဖွဲခဲ့တဲ့အနန္တလိုင်းအခုလိုအကြောင်းရင်းကြောင့်မြန်မာနိုင်ငံကိုပြန်လာခွင့်ရှိပြီဖြစ်တဲ့မင်းမော်ကွန်အာဇာနည်နဲ့ပြည်ပရောက်အမှုပညာရှင်များ ချမ်းသာကြွားပြီးအရေးချင်းအပြည့်ရှိလို့တော်ရုံလူတွေမရနိုင်တဲ့နိုင်ငံတကာစုကိုချီးမြှင့်ခံခဲ့ရတဲ့ဝင်းမွန်ရွှေရဲ့ရောက်ခမှစတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ အခုလိုအကြောင်းရင်းကြောင့်မြန်မာနိုင်ငံကိုပြန်လာခွင့်ရှိပြီဖြစ်တဲ့မင်းမော်ကွန်အာဇာနီနဲ့ပြည်ပရောက်အမှုပညာရှင်များပြည်သက်များအလုံးမဲမင်္ဂလာပါရှင်လွန်ခဲ့တဲ့နှစ်ကလတွေအတွင်းမှာနိုင်ငံရေးအပြောင်းအလဲတွေကြောင့်ပြည်ပကိုတင်းချောင်သွားခဲ့ရတဲ့အမှုပညာရှင်တွေအများကြီးရှိခဲ့ပါတယ် သူတို့တွေဟာပုံမှန်905ကကြီးလို့အမှုတွေနဲ့ဝရမ်းထုတ်ခံထားရတာကြောင့်မိသားစုနဲ့ခွဲခွာပြီးတော့အမိမြေကိုစွန့်ခွာကတနေ့တစ်ချိန်မှာခုံလုံးနေခဲ့ကြတာပေါ့ဒါပေမဲ့အခုရပိုင်းမှာတော့သူတို့အတွက်အိမ်ပြန်လန်းပြန်ပွင့်သွားပြီလို့ပြောလို့ရတဲ့သတင်းတို့တစ်ခုထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒါကတော့နိုင်ငံတော်ကနေလူငင်းချမ်းသာခွင့်အမိန့်ထုတ်ပြန်လိုက်တာပါပဲ။ဒီအမိန့်ကြော်ညာချက်ထဲမှာအချင်းထောင်အသေးသေးမှာပြစ်ဒဏ်ကြခံနေရတဲ့သူတွေကိုလွတ်ပေးလိုက်အောင်သာမကတရားရုံးတွေမှာအမှုရင်ဆိုင်နေရတဲ့သူတွေနဲ့ဖမ်းဆီးခံရမှာကြောက်လို့ထွက်ပြေးတင်းရှောင်နေတဲ့သူတွေကိုပါအမှုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ဆိုလိုတာကတော့နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရတဲ့ပြည်ပရောက်အနုပညာရှင်တွေအနေနဲ့အဖမ်းခံရမှာမပူရတော့ပဲမြန်မာနိုင်ငံကိုပြန်လာခြင်းရင်ပြန်လာလို့ ya tu abuelo ဂျာဟာမေမော်ကုံအာဇာနည်ဖြစ်ဖြစ်ကြတဲ့ပိုင်ဖြိုးသူနာဂျီတို့လိုမျိုးနာမည်ကြီးအနုပညာရှင်တွေအတွက်တော့တကယ်သတင်းကောင်းပါပဲပရိသတ်တွေကလည်းကိုချစ်တဲ့အနုပညာရှင်တွေကိုပြန်မြင်တွေ့ရတော့မလားဆိုပြီးတော့မျှော်လင့်နေကြပါတယ်တကယ်တော့နိုင်ငံเจ้าမှနေရတာလူတွေထင်တယ်လို့မလွယ်ကူပါဘူးတချို့အနုပညာရှင်တွေကအဆင်ပြေကြပေမဲ့တချို့မှတော့တော်တော်လေးယုံကန်နေရတာပါဥပမာအဆိုတော်အာဇာနည်ဆိုရင်အမေရိကန်နိုင်ငံမှာမိသားစုစာဝင်နေရတဲ့အတွက် delivery ပို့တဲ့အလုပ်တွေပလင်းခုံကောက်တဲ့အလုပ်တွေအထိလောက်ကန်နေရတယ်လို့ လူမှုကွန်ရက်တွေမှာမြင်တွေ့ခဲ့ရပါတယ်မြန်မာနိုင်ငံမှာအစိုးရအာဇာနည်ဆိုပြီးအောင်မြင်ခဲ့ပေမဲ့ဟိုမှာတော့တာမန်လူတယောက်နေနဲ့အောက်ခြေကနေရုန်းကန်ရတာပါတချို့တွေဆိုရင်ထက်စီမောင်းသူမောင်းစားတော့ဆိုင်မှာလှုပ်သူလုံးနဲ့ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းကြရပါတယ်ဒါ့အပြင်နောက်ထပ် PR တခုကဗီဇာပြဿနာပါအထူးသဖြင့်အမေရိကန်နိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာအနုပညာရှင်အများစုက TPS လို့ခေါ်တဲ့ Temporary Protected Status လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်ဗီဇာနဲ့နေထိုင်နေကြရတာဖြစ်ပါတယ် အခုနောက်ပိုင်းသတင်းတွေအရာဒီ TPS visa ပေးအပ်မှုကိုရပ်ဆိုင်းတော့မယ်ဓမ္မမဟုတ်တက်တမ်းမတူပြီးတော့မယ်နေရရင်းကိုပြန်ပို့တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ် ဒီအချိန်မှာငါတို့ဗန်နဂန်ကိုဆက်သွားရမလဲမြန်မာပြည်ပြန်ရင်လည်းအဖမ်းခံရမယ်ဆိုပြီးတောကရောက်နေကြတဲ့သူတွေအတွက်တော့အခုထွက်လာတဲ့လူငင်းချမ်းသာဝင်တဲ့ရင်ဟာရင်းနှစ်သူဝါကူရတယ်လို့မျိုးအသက်ရှူချောင်သွားစီမှာဖြစ်ပါတယ်အခုဆိုရင်အမှုတွေပိတ်သိမ်းပေးလိုက်ပြီဖြစ်တဲ့အတွက်သူတို့အနေနဲ့တရားဝင်လေးချောင်းလိုင်းကနေဂုံတိတ်ခါရှိရှိပြန်လည်လို့ရတာဖြစ်ပါတယ်ဒါပေမဲ့တချို့တွေကတော့ပြပမှာပဲအခြေချသွားမလားဓမ္မမုံအမှုပညာအလုပ်တွေပြန်လုပ်ဖို့အတွက်ဒီကိုပဲပြန်လာကြမလားဆိုတာကတော့ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာ ုတည်ပါတယ်။ဘာပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ့်ရဲ့ပြည်သက်နဲ့ဝေးကွာနေရတဲ့အမှုပညာရှင်တွေအတွက်ကတော့အိမ်ပြန်လန်းဟာအမြဲတမ်းလွမ်းမောစရာဖြစ်နေမှာပါ။ကဲပြည်သက်ကြီးတို့ရင်အခုလိုမျိုးအမှုတွေပိတ်သိမ်းပေးလိုက်တဲ့ပုံမှာမင်းမော်ကွန်အာဇာနီနဲ့တခြားသောအမှုပညာရှင်တွေမြန်မာပြည်ကိုပြန်လာကြမယ်လို့ထင်ပါသလား။ပြန်လာပြီးတော့အမှုပညာအလုပ်တွေဆက်လုပ်တာကိုမြင်ကျင်းကြလောက်ပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့ပြည်သက်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။ ဆိုပြတဲ့စင်နဲ့ဟင်းဝေးရန်အတွက်သိန်းပေါင်းတောင်းချီတန်နဲ့ကြောက်စိမ့်လက်စွပ်လက်ဖွဲ့ခဲ့တဲ့နန္တာလိုင်းပရိသတ်များအလုံးမင်္ဂလာပါရှင်ဟင်းဝေးရန်နဲ့ဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာပွဲကြီးပြီးသွားခဲ့ပြီဆိုပေမဲ့ပရိသတ်တွေကြောင့်မှရေပန်းစားနေတဲ့အကြောင်းအရာကတော့သူတို့ရရှိလိုက်တဲ့မင်္ဂလာလက်ဖွဲ့တွေအကြောင်းပါပဲပုံမှန်ဆိုရင်မင်္ဂလာဆောင်တစ်ခုမှာအင်ထောင်ပရိဘောကတွေငွေသားတွေလက်ဖွဲ့ကြတာထုံးစံပါပဲဒါပေမဲ့နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ဆိုပြတဲ့စင်တို့မင်္ဂလာပွဲမှာတော့လက်ဖွဲ့တွေကအာမန်မဟုတ်ပဲတကယ်ကိုတန်ဖိုးကြီးယတနာတွေဖြစ်နေတာ ာကစိတ်ဝင်စားစရာပါအထူးသဖြင့်ပြည်သက်တွေပါဇက်အဟောင်းသားဖြစ်သွားရတဲ့လက်ဖွဲ့ရှင်ကတော့အကယ်ဒမီမင်းသမီးကြီးနန်တာလိုင်တို့ဇနီးမောင်နှံပါပဲအားလုံးသိကြတဲ့အတိုင်းပဲနန်တာလိုင်တို့ဇနီးမောင်နှံဟာဆိုပြေးတဲ့ဇင်တို့ရဲ့မင်္ဂလာ၅ပွဲစလုံးကိုမတက်ရောက်နိုင်ခဲ့ပါဘူးအကြောင်းမျိုးမျိုးကြောင့်ကိုယ်တိုင်မလာရောက်နိုင်ခဲ့ပေမဲ့သူတို့ရဲ့မြတ်တာနဲ့စေတနာကတော့အဝေးကနေလှမ်းပြီးတော့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့တန်ဖိုးအပြင်သိန်းပေါင်းတောင်းချီတန်ဖိုးရှိတယ် ကျောက်စိမ့်လက်စွပ်ကြီးတစ်ခွေမဲ့ဖြစ်ပါတယ်ရိုးရိုးကျောက်စိမ့်လက်စွပ်မဟုတ်ပါဘူးအရည်အသွေးအယောင်အစင်းနဲ့ဒီဇိုင်းပိုင်းမှာပြောစရာမလိုအောင်ပြည့်စုံလို့နေမျက်စိကျင်းလောက်စရာကျောက်စိမ့်ရတနာတစ်ပါးဖြစ်ပါတယ်ဒီလက်စွပ်ကြီးရဲ့တန်ဖိုးကိုကြားလိုက်ရတဲ့သူတိုင်းကဟာမင်္ဂလာဝေးမလာတာတောင်းဒီလောက်တန်ဖိုးကြီးဟာလက်ဖွဲလိုက်တာလားဆိုပြီးတော့အန်အောချီကျူးနေကြတာပါတကယ်တော့နန္တာလိုင်းဆိုတာအနုပညာလောကမှာအောင်မြင်ခဲ့တယ်လို့လက်ရှိမှာလည်းထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တထေးကြီးဦးစေတင်ဟာရဲ့ဇနီးတဲ့ဖြစ်နေဒနာဥစ္စာပြည့်စုံကျွေးဝါသူ ူတအူးပါငွေကြေးချမ်းသာရုံသာမကပဲစိတ်ထားမှာပြေးွားတဲ့သူဖြစ်လို့မြန်မာလေးတယောက်လိုခင်မင်ရတဲ့စိုးပြေတဲ့စဉ်အတွက်အခုလိုမျိုးတန်ဖိုးကြီးလက်ဆောင်ကိုရဲရဲရော်ရော်နဲ့ပေးအပ်ခဲ့တာလို့သုံးသပ်ရပါတယ်လူမလာပေမဲ့မြစ်တာရောက်ပါတယ်ဆိုတာဒါမျိုးကိုခေါ်တာဖြစ်ပါလိမ့်မယ် ဒီနေရာမှာပြောစရာရှိတာကကြောက်စိမ့်ဆိုတာမြန်မာလူမျိုးတွေရဲ့အယူအဆအရစက်တရေမင်္ဂလာနဲ့ပြည့်စုံပြီးတော့စီးပွားလက်လာပါတိုးပွားစေတဲ့ယတနာဖြစ်ပါတယ်။ဒါကြောင့်နန္ဒလိုင်ကမောင်နှမအရင်လိုချစ်ခင်ရတဲ့မောင်နှမနှစ်ဦးရဲ့အိမ်ထောင်ရေးခရီးလမ်းမှာအေးချမ်းမှုတွေကြွယ်ဝမှုတွေနဲ့ပြည့်စုံပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးအသေးပဲရှိတဲ့လက်ဆောင်ကိုရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။ငွေကြေးတန်ဖိုးထက်ပိုနဲ့ဆိုင်တဲ့သူမရဲ့မြတ်တာတရားနဲ့ အမြောင်မြင်ကြီးမားမှုကိုဒီလက်ဖွဲ့လေးကတသက်ပြနေတယ်လို့ပါပဲ။ရိသတ်တွေကလည်းနန္ဒလိုင်းရဲ့အစင်တန်းရှိရှိနေထိုင်တဲ့ပုံနဲ့လူမှုဆက်ဆံရေးနားလည်ပုံကိုဒီကိစ္စလေးကနေတစင်ထပ်ပြီးတော့အားကြနေကြရတာပေါ့။ဟိဝင်းရဲ့နဲ့ဆိုပြတဲ့စင်တို့အတွက်ကတော့ဒီမင်္ဂလာပွဲဟာ အကဲကိုတွက်ချေကြိုက်တဲ့ပွဲလို့တောင်မှစနောက်ပြောဆိုနေကြပါရယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုတလောကလည်းပြည်တီဦးနဲ့အင်ဒရာဇော်စင်တို့ကငွေသားသိန်း100ဒီတိလက်ဖွဲခဲ့တယ်လို့အခုလည်းနန်တာလိုင်တို့ကသိန်းပေါင်းများစွာအတန်နဲ့ကြောင်စင်းလက်စွပ်လက်ဖွဲလိုက်ပြန်ပါပြီ။ဒါအပြင်တခြားသောအမှုပညာရှင်တွေမိတ်ဆွေတွေဈေးကရရှိတဲ့လက်ဖွဲတွေကလည်းမနှဲပါဘူး။ဒါကိုကြည့်ချင်းအဖြစ်ဆိုပြတဲ့စင်တဲ့ဟိဝရန်တို့ဟာအမှုပညာလောကမှာလူကြီးလူငယ်ပေါများကြောင်းသက်သေပြနေတယ်လို့အကိုရီအမတွေကလည်းသူတို့ရဲ့ဘဝအစကိုလှပစေခြင်းနဲ့စေတနာနဲ့အခုလိုဝိုင်းဝန်းပ ံပိုးပေးကြတာလို့မြင်မိပါတယ်။မင်္ဂလာဦးမတင်ဒီလောက်လက်ဖွဲ့တွေရနိုင်ရင်ရှေ့ဆက်မဲ့သူတို့ရဲ့အင်ထောင်ရေးခီးလန်ကတော့ရွှေခင်းတော်လန်ဖြစ်မှာတည်ကြပါရယ်။ကဲပရိသတ်ကြီးရဲ့မင်္ဂလာပွဲမလာဖြစ်ပေမဲ့အဝေးကနေလှမ်းပြီးတော့သိမ်းမောင်းတောင်းချီတန်လက်ဖွဲ့ပေးတဲ့နန်ထာလိုင်းတို့ဇနီးမောင်နှင်ရဲ့စေတနာကိုဘလို့မြင်ကြပါသလဲ။ဆိုပြတဲ့စဉ်တို့ဇနီးမောင်နှံရဲ့ကံကောင်းမှုအပေါ်မှာရောအားကြမိကြရဲ့လားပရိသတ်ကြီးရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးအားပေးရတော့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် ချမ်းသာကြွယ်ဝပြီးအရေးချင်းပြေဝရှိလို့တော်ရုံလူတွေမရနိုင်တဲ့နိုင်ငံတကာစုကိုချီးမြှင့်ခံရတဲ့ဝင်းမွန်ရွှေရဲ့ရောက်ခမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့မြန်မာနိုင်ငံရဲ့ဂုံကိုနိုင်ငံတကာဆင်မြင့်ထက်မှလွှင့်တင်နိုင်ခဲ့တဲ့ထူးချွန်ထက်မြတ်တဲ့အမျိုးသမီးကြီးတဦးအကြောင်းကိုပြပြပေးသွားမှာပါသူမကတော့တခြားသူမဟုတ်ပါဘူးနိုင်ငံကျော်မင်းသမီးဝင်းမွန်ရွှေရဲ့ရောက်ခမစီးပွားရေးလောကရဲ့တမန်နီအမျိုးသမီးဒေါခင်ကြီးဖြစ်ပါတယ် များသောအားဖြင့်ပရိသတ်တွေကနှုတ်ပညာရှင်တွေကိုပဲအာယုံဆိုင်ကြလေးရှိပေမဲ့ဒီတခါမှာတော့နှုတ်ပညာရှင်ရဲ့နောက်ကွယ်ကပေကံရှင်လို့ဆိုရမယ်မိသားစုဝင်တယောက်ရဲ့အောင်မြင်မှုကတကယ်ကိုအားကျစရာကောင်းလွန်ပါတယ်လက်တလုံးကမ်ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့မှာကျင်းပခဲ့တဲ့အာဆီယံအဆင့်ပွဲကြီးတစ်ပွဲဖြစ်တဲ့အာဆီယံ Women Entrepreneurs Network AWEN 2025မှာဒေါခင်ရီကအမြင့်ဆုံးဆုဖြစ်တဲ့ ASEAN Women Entrepreneur Award ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒီဆုဟာငွေရှိရုံနဲ့ရတဲ့ဆုမျိုးမဟုတ်ပါဘူး။စီးပွားရေးလုပ်ငန်းတစ်ခုကိုခိုင်မာအောင်တည်ဆောက်နိုင်မှု၊စီမံခန့်ခွဲနိုင်မှုနဲ့လူအဖွဲ့အစည်းပေါ်အကျိုးပြုနိုင်မှုစတဲ့အရေးအချင်းတွေပြည့်မီမှသာရရှိနိုင်တဲ့ရှားပါးဆုတစ်ခုပါ။ ဒေါခင်ကြီးဆိုတာကမြန်မာလူထုကြားမှာမသိသူမရှိတဲ့ VV အချို့ရေး Green Cycle Company Limited ကုမ္ပဏီကြီးရဲ့ Managing Director MD တူဖြစ်ပါတယ်။ပြည်တွင်းပြည်အမတ်တစိုက်တစ်ခုကိုဈေးကွက်မှာနှစ်ပေါင်းများစွာနေရာယူထားနိုင်အောင်စွမ်းဆောင်နိုင်တာကသူမရဲ့စီးပွားရေးအမြင်ဘလောက်ထက်မြက်လဲဆိုတာကိုသက်သေပြနေပါတယ်။ပြည်သက်တွေစိတ်ဝင်စားကြတဲ့နောက်ထပ်အချက်ကတော့သူတို့ရဲ့မိသားစုဆက်နွယ်မှုပါပဲ။ အမျိုးကောင်းမှအညွတ်တက်ဆိုတဲ့စကားအတိုင်းပါပဲဒေါခင်ကြီးလိုချက်မြတ်တဲ့မိခင်ကမွေးထုတ်လိုက်တဲ့သားသမီးတွေကလည်းတကယ့်ကိုထိတ်တန့်ပုံကိုယ်တွေဖြစ်နေပါတယ်။ဒါဖြစ်သူကတော့ရွှေကိရခင်ပေါ် EV ကားလုပ်ငန်းနဲ့ရုပ်ရှင်ထုတ်လုပ်ရေးအပအဝင်လုပ်ငန်းပေါင်းစုံကိုပိုင်ဆိုင်ထားတဲ့ထိတ်တန့်တထေကြီးကိုနိုင်ဖြိုးကျော်ဖြစ်ပါတယ်။သမီးဖြစ်သူကတော့ဉာဏ်ပညာနဲ့အလားအပါအတွန်တွဲနေတဲ့ Miss Universe မြန်မာ2030တီအလားမဲ့မိုးဇော်ဝိုင်းဖြစ်ပါတယ်။မိုးဇော်ဝိုင်းရဲ့ချက်မြတ်မှု ကိုနိုင်ဖြိုးကျော်ရဲ့စီးပွားရေးအမြင်တွေဟာမိခင်ဖြစ်သူ ဒေါခင်ကြီးစီကနေအမွေရထားတာဆိုတော့ရုံမှားတန်နေရဖြစ်စရာမရှိပါဘူး။ဒါအပြင်ပရိသတ်တွေသတိထားမိကြတာကဒေါခင်ကြီးရဲ့ fashion နဲ့အလှပါပါ။အသက်အရွယ်တခုရောက်နေပေမဲ့ခင်မိတဲ့ဝတ်စားစီရင်မှုစက်တီရှိတဲ့မျက်နှာအတွင်ပြင်းတဲ့တည်ငြိမ်တဲ့ပုံစံကတကယ်ကိုစီးပွားရေးဧကရီတပါလိုပါပဲ။ ချိန်မှဖြစ်သူဝင်းမုံရွှေကထိတ်တန့်မေသမီးတလက်ဖြစ်နေရကြောင်းရောက်ခမဖြစ်သူရဲ့ဩဇာနဲ့အချိန်ဝါကမတိမ်မယိမ်ရှိနေရကိုတွေ့ရပါတယ်။ဒါကြောင့်ပြိသက်တွေကရှီရီကီကတော့ရောက်ခမကောင်ရထားတာပဲ။ရောက်ခမနဲ့ချိန်မှလိုက်ဖက်ညီလိုက်တာဆိုပြီးတော့အချီးကျူးနေကြပါတယ်။အခုလိုမျိုးနိုင်ငံတကာအလဲမှာစုတစိအစုခုနိုင်ခဲ့တာဟာဒေါခင်ကြီးတယောက်တည်းအတွက်အခွင့်ယူစရာမဟုတ်ပဲ။မြန်မာအမျိုးသမီးတွေရဲ့စွမ်းရည်ကိုကဘာကတည်အောင်ပြသနိုင်ခဲ့ရလဲဖြစ်ပါတယ်။အမျိုးသမီးတွေနေနဲ့အိမ်မှုကိစ္စတင်မကပဲစီးပွားရေးနယ်ပယ်မှာ ာပါထိတ်ဆုံးရအောင်စွမ်းဆောင်နိုင်နေဆိုတာကိုသူမကလမ်းပြပေးလိုက်တယ်လို့ပါပဲ အောင်မြင်မှုကြွယ်ဝမှုပျော်ရွှင်မှုတွေနဲ့ပြည့်စုံနေတဲ့သူတို့မိသားစုကိုကြည့်ပြီးတော့အားကြမိသလို Green Cycle မိသားစုနဲ့အတူထပ်တူထမြောက်ဝမ်းမြောက်အကုန်ယူမိပါတယ်။ကေပရိသတ်ကြီးရဲ့ရွှေကိရဲ့ရောက်ခမမိုးစံဝင်ရဲ့မိခင်စီးပွားရေးလုပ်ငန်းရှင်ကြီးဒေါခင်ကြီးရဲ့အောင်မြင်မှုပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဒီလိုမျိုးထမြောက်တဲ့အမျိုးသမီးကြီးတွေကိုစံနမူနာယူပြီးတော့စ조사ခြင်းစိတ်တွေဖြစ်မိကြရဲ့လားပရိသတ်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။